ဥရောပဆောင်ကမ္ဘာဖလားခြေစစ်ပွဲအောက်စုနောက်ဆုံးနေ့ပွဲစဉ်တွေပြီးမှခြေစစ်ပွဲအောင်မြင်တဲ့အသင်း၅သင်းထပ်မံထွက်ပေါ်လာခဲ့ပါတယ်။အောက်စုနောက်ဆုံးနေ့ပွဲစဉ်တွေပြီးမှဘယ်လ်ဂျီယံ၊ဩစတြေးလျ၊ဆွစ်ဇာလန်၊စပိန်နဲ့စကော့တလန်တို့ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဘယ်လ်ဂျီယံအသင်းဟာလက်ချင်စတိန်ကို9-6ကိုမရှိနဲ့အနိုင်ရခဲ့ကအောက်စုခြေအောက်စုပုံနဲ့ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။ဩစတြေးလျကဘော့စနီးယားနဲ့တကိုးစီတရေကြခဲ့ပေမဲ့အောက်စု H ထိပ်ဆုံးနေရာမှာရပ်တည်နိုင်ခဲ့တယ်လို့ ဆွစ်ဇာလန်အသင်းကလည်းကိုဆိုဗိုနဲ့တရေကြခဲ့ပေမဲ့အုပ်စုဘီထိတ်ဆုံးနေရာနဲ့ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။စပိန်အသင်းကလည်းခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာတူရကီနဲ့တရေကြခဲ့ပြီးကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။စကော့တလန်အသင်းကတော့ဒိမ်းမတ်ကိုအသေးအတန်ကစားခဲ့ရပြီးနာချင်းအချိန်ပိုဂိုးတွေနဲ့အနိုင်ရခဲ့တာကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ဒါဟာစကော့တလန်အသင်းအနေနဲ့1998ခုနှစ်နောက်ပိုင်းကမ္ဘာဖလားခြေစစ်ပွဲကိုပထမဆုံးအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဥရောပဆောင်ကမ္ဘာဖလားခြေစစ်ပွဲမှာအောက်စု12ခုစီကအောက်စုထိပ်ဆုံး12သင်းဒိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီးတော့အောက်စုဒုတိယအသင်း12သင်းကတော့ပလေးအော့ဖ်ပွဲတွေထပ်မံကစားရမှာဖြစ်ပါတယ်ရှင်။